ပရိတရားတော်တွေဟာမေတ္တာတရားနဲ့တစ္ဆာစကားကိုအခြေခံထားပြီးတော့ကုသိုလ်တွေဖြစ်ပွားလို့ထိုကုသိုလ်တွေရဲ့စွမ်းအားနဲ့เนาะအကာအကွယ်ယူဖို့ရမြတ်စွာဘုရားဟောတယ်။မှန်ကန်တဲ့ဤနဲ့အကာအကွယ်လည်းဖြစ်စေရမယ်။ဒီပရိတရားတော်တွေရဲ့အနှစ်သာရကိုသိရှိနားလည်မယ်ဆိုရင် တန်တရာဝုတ်ကైလွတ်စေနိုင်တဲ့ခြင်းစဉ်တစ်ခုကိုလည်းဖော်ပြပြီးသားဖြစ်တယ်ပေါ့ဒီအိဗေအဲ့တော့မန္တန်နဲ့မတူတဲ့အိဗေကမန္တန်ကရွရွရွရတဲ့အရာမျိုးပရိတရားတော်ဆိုတာရွရွနေမကဘူးစဉ်ရင်စဉ်းစားလို့ဒီဒီအတိုင်းလိုက်နာကျင့်သုံးလို့ရှိရင်နိဗ္ဗာန်ထိအောင်အကျိုးသက်ရောက်နိုင်တယ်ပေါ့ကြည့်လေအားလုံးရကြတဲ့မေတ္တာတုပ်ပဲကြည့်ပေါ့ မေတ္တာတော့မှာမေတ္တာပွားဖို့ဘုရားတိုက်တွန်းတဲ့စကားလေးချူမာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေကလေးတယောက်တည်းထွန်းကားတဲ့မိခင်ဟာအသက်ပေးပြီးတော့တဥရီသောရင်သွေးကိုဆောက်ရှောက်တယ်လို့ဟုတ်တယ်အေဝံပိပပဗုဒေတုမာနတံဘာဝရေအပရိမာဏ အဲ့ဒီမိခင်ရဲ့မေတ္တာလိုပဲတရားသေးအားလုံးပေါ်မှာမေတ္တာစိတ်ဖြစ်အောင်လုပ်ပါအတိုင်းအတာကန့်တမရှိတဲ့မေတ္တာစိတ်ဖြစ်အောင်ဒါကျင့်စဉ်တစ်ခုပြောတာပဲလေနော်ရွေးရုံနေမဟုတ်ဘူးကျင့်စဉ်တစ်ခုပြောတာကျင့်ပုံကျင့်နည်းကိုလည်းပြောတယ်မြတ်စွာဘုရားမေတ္တာတရားနဲ့ပတ်သက်တိဋ္ဌံစရံနိသိဏောဝတယာနောယာဝတ္တတဝိတမိတ်တော် မအိတ်ရှင်ဒေသေတမြကလပ်ပတ်လုံးတိတ်ထန်ဆိုတာမတရနေတဲ့အခါဖြစ်စေစရံလမ်းလျှောက်နေတဲ့အခါဖြစ်စေနိသိဏထိုင်းနေတဲ့အခါပဲဖြစ်စေတရားနာအိယာထဲမှာလျောင်းဆက်နေတဲ့အခါပဲဖြစ်စေတဲ့အေတံတတိအဋိဋ္ဌိယမေတ္တာတတိကိုခိုင်ခိုင်မာမာတိဆောက်ထားပါမေတ္တာပို့နေပါလို့ပြောတယ်အနည်းငယ်အောင်လို့သွန်ပေးတယ် ရွံ့ယုံနေမဟုတ်ဘူးကြည်ဒီမှာရွတ်လို့ပါတာမပါဘူးမေတ္တာတတိကိုတိဆောက်ပါတဲ့အေတံတတိအဋိဋ္ဌိယဗျမမေတံဝိဟာရမိတ္တမဒီသာသနာတော်မှာမေတ္တာပို့နေတာဟာမြတ်သောနေထိုင်ခြင်းလို့ခေါ်ပါတယ်တဲ့ဗျမဝိဟာရလို့ခေါ်ပါတယ်အဲတော့မေတ္တာမှာမြတ်စွာဘုရားရဲ့တရားတော်တွေကလက်တွေ့ကြဒေးလီလိုက်မှာကိုယ့်ရဲ့နေစဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်ရလောကလူတွေကနေ့စဉ်အစာစားပြီးတော့ခန္ဓာကိုယ်မှာအားဖြစ်နေကြပြီအသက်ရှည်နေကြဖရာတရားတော်တွေလည်းနေ့စဉ်အသုံးချပြီးလိုက်နာကျင့်သုံးနေမယ်ဆိုလို့ရှိရင်သံတတိတွေရနေမှာပဲမရတာဘာဖြစ်လို့မလုံလို့မရတာမလုံလို့မရတာစနစ်တကျလုပ်ရင်အောင်မြင်စနစ်တကျလုပ်ဖို့တော့လိုအပ်တာပေါ့ဖယ်ကိစ္စပဲ။ ကြည်လင်နောက်ဆုံးမေတ္တာတရားရင်လိုက်ဖြစ်ပွားတဲ့အခါကျတော့ဘာဖြစ်လဲဒိဋ္ဌိဉ္စအနုပ္ပကံမတိလဝါဒတနေနသမ္ပန္နောကာမေတုဝိနေယဂေတံနဟိသာတုခဗ္ဗတေယပုဏ္ဏရေတိမာယေနဲ့အမြင်တစ်ခုမချင့်ကပ်နဲ့တရဝါတွေကိုမေတ္တာပို့တော့တရဝါရှိတယ်လို့ယူဆသွားနိုင်တယ် ဝိပဿနာရှုတော့ကကြည့်ရင်တရားဝါမရှိဘူး။ရုပ်နဲ့နာမ်ပဲရှိတယ်။ဒါကြောင့်မို့တရားဝါရှိတယ်ဆိုတဲ့မှားယွင်းတဲ့အမြင်ကိုမချင်းကပ်နဲ့မရောက်စေနဲ့။သီလဝါကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ပါ။တဒနာတမ္ပဏမှန်ကန်တဲ့တမ္မာဒိဋ္ဌိဉာဏ်နဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ပါ။ကျင့်လိုက်တဲ့အခါနောက်ဆုံးသောတပန်အဆင့်ထီအောင်ဖြစ်သွားရင်တဒနာတမ္ပဏမြင်မှန်သွားပြီ။ ကာမိတုဝိနည်းအကေတံအမြင်မှန်သွားတဲ့အခါကာမရာဂတွေရောနေသွားပြီးတော့ရာဂဒေါသတွေနေပါသွားပြီး နောက်ဆုံးမှာကာမကုံအာယုန်တွေပေါ်မှာတက်မဲ့တဲ့ကိလေသာဆိုတာအဲ့ဒါတွေကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဟောအနာဂံဖြစ်သွားပြီလို့ပြောတယ်။နာဟိသာတုကပ္ပတေယသာတုဆိုတာတကယ်ကိုနာကပ္ပတေယပုဏ္ဏရေတိ မိခင်ရဲ့ဝမ်းဘယ်တော့မှပြန်မရောက်တော့ဘူးဆိုရယ်ဘယ်တော့မှပြန်မမွေးတော့ဘူးလို့ပြောတာနော်ရဟနာဖြစ်သွားရင်နောက်ထပ်ပဲမွေးတော့မှာတော့အဲ့တော့နိဗ္ဗာန်ထိအောင်ဖွံ့ညွှန်းတာလားမြတ်စွာဘုရားတရား